မင်းအင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းကံကုန်းမြို့နယ်မြောက်ခင်ရန်ပြူစောတိရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မှာကံကောမြို့နယ်မြောက်ခင်ရန်ပူစောတိရွာကိုအညာ Heroes အဖွဲ့ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပူစောတိအယောက်20ခန့်ဒေဆုံးသွားပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုဟာမြောက်ခင်ရန်ရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားများကတော်လိုင်းရဲဘော်နှစ်ဦးကိုရရဆက်ဆက်အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့ခြင်းအပေါ်အညာ heroes အဖွဲ့ကသွေးကြွေးပြန်တောင်းတဲ့အနေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ် အာယုတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ343တပ်ဝင်းတွေကစခန်းကုန်းတစ်ခုကိုရေးဘလူးအဖွဲ့ကဝင်းရောက် တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ1ရက်နေ့မနက်9နာရီကမှရေးမြို့နယ်အာယုတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ343တပ်ဝင်းတွေကစခန်းကုန်းကိုရေးဘလူးအဖွဲ့ကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အဲ့ဒီစခန်းကုန်းကိုရေးဘလူးအဖွဲ့ကအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာရေးဘလူးအဖွဲ့ကတပ်သား ထမ်းမြန်မောင်ခေါ်အသေးလေးတိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းကြီးအစမတန်ကောက်ခံနေတဲ့အိုးပေါက်ကြီးရွာအုပ်ချုပ်ရေးမှုခင်မောင်လက်ကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့မှာတောင်တွင်းကြီးမြို့နယ်အိုးပေါက်ကြီးရွာကအုပ်ချုပ်ရေးမှုပြူစောတိခေါင်းဆောင်ဘိုကွီးခေါ်ခင်မောင်လက်ကိုတော်လိုင်းအဖွဲ့များက၎င်းရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့တိုက်ခတ်ခဲ့ရာ ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာအုတ်ချုပ်ရင်းမှုခင်မောင်လက်ရဲ့ပြူစောတိများကတော်လိုင်းတပ်ဖွဲ့များကိုပြန်လည်ပြီးတော့ခုခံတက်ခတ်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။သူကတော့မခုခံနိုင်ဘူး။သူကကျွန်တော်တို့ကိုပြန်လည်ခုခံဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ကတန်းပြီးတော့ပြစ်ခတ်ရှင်းလင်းလိုက်တာ။သူ့ကိုရှင်းပြီးသွားတဲ့အချိန်မှာအိမ်ထဲမှာလူရှိမရှိဝင်တဲ့အချိန်အလစ်အငိုက်ဓာတ်နဲ့ဝင်ထိုးပြီး တခါတည်းထွက်ပြေးသွားတာပြူစောတိအဖွဲဖွဲထားတာကတရွာလုံးနီးပါးရှိတယ်ငကိုကတင်တန်းဆင်းနေပါသူတို့ကလည်းညီညွတ်တယ်သူ့အိမ်ထဲမှာလည်းအများတန်းကင်းမုံလို့လို့ဝတ်ထားတဲ့ကောင်းတွေရှိတယ်ဒီအိုးပေါက်ရွာဆိုတာကလည်းနေပြည်တော်တောင်တွင်းကြီးရထားလမ်းပိုင်းမှာရှိတာတောတွေတောင်တွေထူထပ်ပါတယ်ရိုးမအဆက်ရွာတွေဖြစ်တဲ့အတွက် သူတို့နေရာတွေကအပိုင်ရှိတယ်ဘိုကွီးဆိုရင်လဲတောင်တွင်းကြီးကပ္ပဆာ၁၈ကစစ်ခွေးတွေအများရန်တပတ်ကိုနှစ်ချိန်လောက်ဝင်ထွက်ရှိတယ်စစ်စဲမှုတွေတောက်လျှောက်လုံနေတာလို့ပြည်သူ့ကာဝေးတပ်ပုံနာဝတီတောင်တွင်းကြီးတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်သိဆုံးသွားတယ်ပြူစောတီခေါင်းဆောင်ဘိုကွီးခေါ်ခင်မောင်လက်ဟာပြည်သူတွေကိုချင်းချောက်ရိုက်နှက်ခြင်းစစ်မှုထမ်းခြင်းများကို၎င်းအုပ်စုအတွင်းမှာအစမတန်ငွေကြေးကောက်ခံခြင်း ်တစ်လဲဝါလဲတွေကိုလည်းဂိတ်ဖွဲ့ပြီးတော့အစမတန်ငွေချေးတောင်းယူပြီးအသက်ကြီးရွယ်အိုများကိုပါရိုက်နှက်နှိပ်စက်ခြင်း၎င်းရဲ့အုပ်စုအတွင်းမှာရှိတဲ့ကြေးရွာများကိုပြည်သူ့ဆက်ပြူစောတိတင်တန်းပေးပြီးတော့ပြည်သူ့ဆက်ဖွဲ့စည်းခြင်းရွေးကောက်ပွဲဖြစ်မြောက်ရေးအတွာကြေးရွာများကိုဖိအားပေးခိုင်းစေခြင်းများကိုပြုလုပ်နေသူဖြစ်တယ်လို့သိရပါတယ်ခင်မောင်လက်ကိုရှင်းလင်းတဲ့အချိန်မှာကျွန်တော်တို့ဘက်ကရဲဘော်တအူးကြသွားပါတယ်သူတို့ပြူစောတိတွေကတုံ့ပြန်တိုက်ခိုက်လို့ပါ ခင်မောင်လက်ကတော်တော်ဆိုးနေတာရွေးကောက်ပွဲဖြစ်ဖို့ကိုလည်းဖိအားပေးနေတယ်စစ်မှုထမ်းကြီးလည်းအဆမတန်ကောက်တယ်နောက်ပြီးတော့သူကပြူစောတိတင်တန်းတွေလည်းဖွင့်ပြီးတော့လက်နဲ့တက်ဆင်ဖို့လုံနေလို့ကျွန်တော်တို့တွေရှင်းလင်းခဲ့ရတာပါလို့ပုံနာဝတီပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်ပုံနာဝတီတောင်တွင်းကြီးတရက်ခေအိမ်မှာငါတက်ရင်စင်မောင်ဝဲမြို့နယ်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမျိုးမကြီးတော့ရက်ကွက်အတွင်းမှာကင်းလှည့်နေတဲ့အချမ်းမဆစ်ကောင်းစီတပ်သားများကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်ကထိခိုက်တိုက်စုံမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မနက်9:00ခန်းမှာရေဦးမြို့မကြီးတော်ရပ်ကွက်မှာရှိတဲ့ဘိုးရုပ်ကစိုးဦးဆောင်တဲ့ Wolf Guerriller LPDF ရေဦးအဖွဲ့ကစာတင်ကြောင်းအဝင်ပေါက်ကြောင်းတကားမှာစစ်ကြုံပညာရေးအလို့မရှိဆိုပြီးတော့စာတန်းချိတ်ဆွဲပြီးမိုင်းတစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီရဲ့ပညာရေးရန်တရာမလဲပတ်နိုင်မှုအတွက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ည9:00လောက်မှာရေဦးမြို့မကြီးတော်ရပ်ကွက်မှာရှိတဲ့ရှေးဟောင်းဖျားများတရှိရာနေရာကို ကိပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုဘိုးရုပ်ကစိုးရဲ့ညှို့ချောင်းမှုနဲ့ Wolf Guerrilla ရေဦးအဖွဲ့ကထမှန်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုက်ခွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တေဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးလေးကောင်ဒဏ်ရာရသွားတယ်။ကျောင်းပညာရေးကိုသူတို့ကဖိအားပေးပြီးသူတို့ကဥဆောင်ဖွင့်ကိုင်းနေတာ ပထမကျောင်းပညာရေးရန်တရားမလဲပတ်ဖို့အတွက်ကျောင်းရှိကို3ပေးပြီးဖောက်ခွဲခဲ့တာည9နာရီလောက်မှာကင်းလန့်နေတဲ့ကောင်တွေကိုထပ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်လိုက်တာစစ်ခွေးတွေပြန်လဲပြစ်ခတ်တာမျိုးတော့မရှိဘူးဖောက်ခွဲခဲ့တဲ့ပတ်ဝန်းကျင်ကပြည်သူပိုင်နေအိမ်တွေကိုအတင်းအကျပ်လိုက်ပြီးတော့စစ်နေတယ်မနက်ခင်းဖောက်ကွဲမှုအပြီးမှာလဲစစ်ကောင်စီရဲ့တံပြားကားတစ်စီးကားအသေးနှစ်စီးနဲ့မကြီးတော့ရက်ွက်မှာရှိတဲ့စာတင်ကျောင်းရဲ့လမ်းမိုင်းမှာ အင်အားအများပြားနဲ့လုံခြုံရေးယူပြီးတော့မိုင်းတွေကိုဆက်လက်ရှာဖွေနေပါတယ်ဒီထက်ပိုကျန်းတဲ့မြို့ထဲမစ်ရှင်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်မှာမို့လို့ပြည်သူတွေအနေနဲ့သတိထားသွားလာကြဖို့မြေတားရက်ခံကြပါတယ်လို့ Wolf Guerriller LPDF EU Air Force တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညိုက ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်30ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ၁ရက်နေ့မွန်လွယ်၃ :15 မိနစ်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကနောင်ချုံမြို့နယ်မှာရှိတဲ့30ရွာကိုလေရင်နဲ့၄ချိန်ဘုံဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသား၃ဦးသေဆုံးပြီးတော့အမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်နဲ့အိမ်နဲ့ဖုန်ကြီးကြောင်နှစ်ကြောင်လဲထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်းကြောင်မဲမျိုးကိုအကြမ်းမဲ့စစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်150ဘုံ6လုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အမျိုးသမီး2ဦးနဲ့အမျိုးသား4ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်14အိမ်စာတင်ကြောင်တစ်ကြောင်ဖုန်ကြီးကြောင်နှစ်ကြောင်ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူများအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းအုပ်တွင်းလမ်းပိုင်းနဲ့ကြေးရွာချင်းဆက်လမ်းပိုင်းများကိုအကြမ်းဖက်စစ်ခွေးတပ်ကမြေတူးဆက်တွေနဲ့လိုက်လံပြီးတော့ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့ညနေ6:00လောက်မှာပောက်ခေါင်းမြို့နယ်နီးပါးဆေးရွာနဲ့တောင်လေရွာကြားဂွေးမြင့်ကုန်းနေရာမှာ တောင်လေတာဝါတိုင်းရဲကင်းကဗိုလ်ကြီးအောင်မြင့်မြတ်ဦးဆောင်ပြီးတော့စစ်ကောင်စီတပ်သားများကပေါခေါအုပ်တွင်းလမ်းပိုင်းကိုမြေတူးဆက်များနဲ့ဖျက်ဆီးသွားတယ်လို့သိရပါဗယ်။မနေ့ကဇွန်လ1ရက်နေ့မှာလဲပေါခေါမြို့နယ်အုပ်တွင်းလမ်းပိုင်းမှာရှိတဲ့ဆန်းကုန်းကျေးရွာနဲ့ဂျိုကုန်းကျေးရွာကြားရွာချင်းဆက်လမ်းပိုင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကမြေတူးဆက်များနဲ့ထပ်မံပြီးတော့ဖျက်ဆီးသွားတယ်လို့သိရပါဗယ်။ အကြမ်းဖက်စစ်တပ်ရဲ့လမ်းပိုင်းဖျက်ဆီးမှုကြောင့်ဒေသခံပြည်သူများကျန်းမာရေးပညာရေးအစားအသောက်နဲ့ကုန်စည်တည်ယူရေးတွေမှာအခက်အခဲတွေရှိနေတယ်လို့သိရပါဗါးပေါခေါင်းမြို့နယ်ပေါခေါင်းအုပ်တွင်းလမ်းပိုင်းနဲ့စံကုန်ကြီးရွာအရှိချိုကုန်ကြီးရွာကြားလမ်းပိုင်းကိုစစ်ခွေးတွေကအကြောင်းမဲ့လာရောက်ဖျက်ဆီးသွားတာပါသူတို့ကိုတော်လိုင်းတပ်ဖွဲ့ဝင်းနေဝင်းရောက်ပြီးတော့တိုက်ခိုက်မှာကိုကြောက်လန့်နေလို့ဖျက်ဆီးနေတာထင်တယ်လို့ဒေသရင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ